တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါတယ်အားလုံးပဲမင်္ဂလာပါကျမကတော့ဒေါက်တာဆန်နကူပါကျမဒီနေ့ပြောပြပေးမှာကတော့ခါနာချင်း back pain အကြောင်းပဲဖြစ်ပါတယ်အခုနောက်ပိုင်းလူနာတက်လက်ပိုင်းနဲ့တကြီးပိုင်းအများစုမှာခါနာတဲ့လူနာတွေတွေ့ရတာများပါတယ်ခါနာတဲ့လူနာအများစုဟာလဲဆရာပေါင်းစုံဓမ္မံပေါင်းစုံရိုက်ထားပြီး မတက်တာလို့စေကံပြတဲ့သူလည်းအတော်များပါတယ်။ဒီနေရာမှာ တချို့ကလည်းခါနာရာလူတိုင်းဖြစ်နေတာပါဆိုပြီးမိမိဘာသာအကြိုက်ခဲပြောက်စေးတွေတောက်နေတာတွေလည်းရှိပါတယ်။ဒါပေမဲ့ခါနာချင်းကနှစ်ဖက်ထက်ကြော်လာမယ်ကိုကအနားယူပေမဲ့လည်းမတက်တာရာခြေရောက်တစ်ဖက်ဒါမှမဟုတ်နှစ်ဖက်လုံးနာကျင်တာထုံကျင်တာလက်မလျှောက်နိုင်တော့တာပုံမှန်မဟုတ်ပဲတိတိတတ်တာဝေးကြလာတာ ားတိကြိုက်တဲ့အရာရရှိတာစီးဒါမှမဟုတ် ဝင်းမထိန်နိုင်တာစတဲ့လက္ခဏာတွေတွေ့ရင်တော့ဆရာဝန်နဲ့အမြန်ဆုံးယောဂရှာဖွေပြီးကုသဖို့လိုအပ်ပါတယ်။ကိုကဆရာဝန်နဲ့လည်းယောဂတိချရှာပြီးဖြစ်ရတဲ့အကြောင်းရင်းကပုံမှန်ခါနာတတ်တဲ့အကြောင်းရင်းတွေဖြစ်တဲ့အလေးမှပြီးခါနာရာခါစစ်များချားမှရှိတဲ့ခါစစ်ပြားကျွန်းနာ Proles intervertebratis အသက်ကြီးလို့အဖြစ်များတဲ့အစစ်မြေရောင်နာစရာတွေကြောင့်ဆိုရင်တော့ ဆရာဝန်ညွှန်ကြားချက်တွေဖြစ်တဲ့ဆောင်ရွက်ဆောင်ရွက်တွေကိုလိုက်နာရပါမယ်။ခန္ဓာကျင်းဆိုတာလူတိုင်းခံစားကြရတဲ့ဝေဒနာဖြစ်ပြီးအထူးသဖြင့်အသက်ကြီးလာတာကြောင့်ခန္ဓာရာဆိုရင်တော့ X-ray MRI တို့ကိုတေချာရှိုက်ပြီးဖြစ်နေတဲ့ပြဿနာကို တိတိကျကျဖော်ထုတ်သင့်ပါတယ်။အသက်ကြီးလို့ခါစစ်ပြားကျွန်တာမျိုးလို့အရိုးစစ်ပြောင်းလဲတာကြောင့်ဆိုရင်တော့ physiotherapy ကိုအချိန်ကာလကြာမြင့်စွာ အိမ်မှာဖြစ်စေဆေးကမ်းမှာဖြစ်စေပြုလုပ်ပေးမှပဲတတ်တာတတ်ပါတယ်။ခါနာချင်းမှာအနားယူခြင်းအကဲခဲပြောက်စေစနစ်တကျတောက်ခြင်းဆေးဖူလိမ့်ပေးခြင်းတေချာပြုလုပ်ပေးပြီးတတ်တာလာရင်တော့ပေါပေါပါပါလေ့ကျင့်ခန်းတွေ ဖြစ်တဲ့လမ်းလျှောက်တာအကျောလျှော်တာရေကူးတာစပိန်နေနာတို့ကိုလည်းပြုလုပ်ပေးသင့်ပါတယ်။အဝါလွန်သူတွေမှာတော့ဝေးလျှော့ပေးရပါမယ်။ဆေးလိပ်တောက်ခြင်းဟာလည်းခါနာချင်းကိုပိုဆိုးစေပါတယ်။ကိုယ်ဟန်အနေထားအနေနဲ့ထိုင်ရင် မတ်ထိုင်ပေးခြင်းပစ္စည်းကောက်ယူရင်ဒူးကွေးထိုင်ပြီးမှယူပေးခြင်းတို့တေချာပြုလုပ်ပေးရပါမယ်ဒီနေရာမှာ ကျမတို့ရဲ့အယိုးထုခုဆရာဝန်ကြီးကလူနာရီကိုအမြဲမှားတယ်လို့ခါနာရာက နှစ်ကြာရင်ကြာတယ်လို့ကုသချိန်ကြာတတ်တယ်။ခါနာရင်နားပြီးတတလာရာနဲ့တင်းတော်ရဲ့ physiotherapy လေ့ကျင့်ခန်းလုပ်တာ physiotherapy လက်လန်းမမီရင် YouTube မှာရှာပြီးအိမ်မှာလေ့ကျင့်ပေးမှ တဖြည်းဖြည်းတတလာမှဖြစ်ပြီး ကန်ခဲပြောက်စေးတည်တံ့တာအားကိုရင်တော့စေးရဲ့ဆိုးကျိုးတွေကိုခံစားရမှာပဲဖြစ်ပါတယ်။ခန်းတော်တတအောင် ဖနက်အိယာခင်မှုရတာမကခန်းနာရင်ပတ်တဲ့ခပတ်စရာတွေကိုဈေးကြီးပေးဝယ်သုံးနေကြတာတွေလည်းရှိပါတယ်။သူတည်တနာရလက်တွေအရာတော့ဒါရီဟာခန်းနာခြင်းအတွက်အဓိကကုထုံးမဟုတ်ပါဘူး။ခနာတာတတမှုကိုပဲပေးနိုင်တာပါ။ခန်းနာခြင်းအတွက်ကျွမ်းကျင်သူဈေးပညာရှင်များနဲ့တေချာပြသမှုပြုလုပ်တင်ပြီး လေ့ကျင့်ခန်းပြုလုပ်ခြင်းခန္ဓာကိုယ်အနေထားပုံစံကိုတတိပြုနေထိုင်ခြင်းတွေလည်းတေချာပြုလုပ်ပေးရပါမယ်ခန္ဓာချင်းနဲ့ပတ်သက်ပြီးတိုင်းပင်ဆွေးနွေးကုသမှုခံယူခြင်းနဲ့ဆိုရင်လဲကျမတို့တယ်လီကျမ်းမာက ကြိုးဆိုပါတယ်တယ်လီကျမ်းမာရဲ့ Messenger ကိုသာဆက်သွယ်လိုက်ပါနော်တယ်လီကျမ်းမာမှာဆရာဝန်များနဲ့အွန်လိုင်းမှာပိတ်ရမရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။လူတိုင်းခန္ဓာချင်းဝေဒနာမှာသက်သာကြပါစီ။ကျမကတော့ဒေါက်တာဆန်နကူပါ။ မြမပြည်သူပြည်သားများအလုံးဆရာနာရှင်စနစ်စုံအောင်မှအမြန်ဆုံးလွတ်မြောက်ပြီးစိတ်ရောကိုယ်ပါကျန်းမာကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အရေးတော်ပုံအောင်ရမည်။ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးဝဲတင်ရှိပါတယ်။ကျွန်တော်တို့ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ video တွေကိုဆင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ။